ခိန်ကိုအသုံးပြုတာလားသို့မဟုတ်အချိန်ကို ဖြုံးတာလားလို့အချိန်သည်ရွှေအချိန်သည်ငွေလို့ဆိုကြတာကိုကြားဘူးတဲ့ကောအချိန်ကလာဟာ ပဏ္ဍမတံမိုးရှိတယ်လူတိုင်းလူတိုင်းမှာအချိန်ဆိုတာရှိနေတယ်မရှိဘူးလို့ပြောတာဟာတော့အချိန်ကိုမျက်ွယ်ပြုလာပဲဖြစ်တယ်သို့တော့အဲ့ဒီအချိန်တွေကိုဘယ်လိုအသုံးချသလဲဆိုတာကအရေးကြီးဆုံးပဲပေါ့ဒါကြောင့်မို့အချိန်ကိုသုံးတာလားအချိန်ကိုဖြုံးတာလားလို့ကိုယ့်ကိုစဉ်းစားကြည့်တဲ့အခါမှာအချိန်ကတံမိုးရှိတယ်ဆိုပေမဲ့လို့အဲ့ဒီအချိန်အတွင်းမှာလောက်ကင် ရရှိလိုက်တဲ့အရာကသာတန်ဖိုးလို့ပြောမှဖြစ်တယ်အချင်းဆိုတာကန့်သက်ထားတဲ့နေထားတစ်ခုသာတယ်သူတွေသတ်မှတ်ထားတဲ့ကာလတစ်ခုသာလည်းဖြစ်တယ်အဲ့ဒီကာလတစ်ခုဆိုတာအမြဲတမ်းရွှေရှားနေတာဖြစ်တယ် မြည်ရများသည်ထက်ကနေပြီးတော့စီစင်းလာပြီးတော့ရွေရှားနေတယ်လို့ပဲအချိန်ဆိုတာလည်းပဲရွေရှားနေတဲ့အရာဖြစ်တယ်အချိန်နဲ့တပြေးညီလုံနိုင်တဲ့ဆောင်ရနိုင်တဲ့ဆိုလို့ရှိရင်တော့အဲ့ဒီအချိန်အတွင်းမှာကြီးမားတဲ့ရလက်တွေတစ်ခုရရှိလိုက်ဒါအချိန်ကိုသုံးတယ်လို့ပြောကြတာအဲ့လိုမဟုတ်ဘဲနဲ့ဘာတစ်ခုမှမရလိုက်ဖက်နဲ့ချိန်တစ်ခုဟာကုံဆုံးသွားတယ် အသုံးပြုရင်လည်းအချိန်ဆိုတာကုံဆုံးမှာပဲဒီတိုင်းနေရင်လည်းအချိန်ဆိုတာကုံဆုံးသွားတာပဲဘယ်လိုပဲဖြစ်ဖြစ်အချိန်ကာလတစ်ခုဟာတော့မြောင်းသွားတာကြီးပဲဖြစ်တယ်ဗျာအကျိုးရှိမရှိဒီနှစ်ခုနဲ့ကြီးလိုက်တဲ့အခါလူတွေသတ်မှတ်ထားတဲ့နေထွက်နေဝင် နေထွက်တဲ့အချိန်ကနေစာပြီးတော့နေဝင်တဲ့အချိန်တစ်ခု တနေ့တာကာလဖြစ်သတ်မှတ်ထားနေဝင်သွားပြီးတဲ့နောက်နောက်တည့်ရက်နေထွက်မဲ့အချိန်ထိအောင်ညအဖြစ်သတ်မှတ်ထားတယ်နေ့နဲ့ည ရွေရှာပြောင်းလဲနေတဲ့အရာတစ်ခုပေါ့နေ့အခါမှာနေအောင်ထွက်ပေါ်လာပြီးတဲ့နောက်တရွေ့ရွေ့ပြောင်းလဲပြီးတော့သွားတော့နေဝင်သွားသည့်ထိအောင်အချိန်ဟာရွေရှာသွားတယ်အဲ့ဒီအချိန်ပိုင်းမှာကိုယ်ပါရလိုက်တယ်ဘာလုံးလိုက်တယ်အကျိုးရှိတဲ့အရာလားအကျိုးမရှိတဲ့အရာလားလို့အဲ့ဒါကိုအများရန်စဉ်းစားပြီးတော့အကျိုးရှိတဲ့အရာကိုရလိုက်ပြီးဆိုရင်အချိန်ကိုအသုံးချတယ်လို့ပြောရမှာဖြစ်တယ် ပါတမဟုမမရလိုက်ဖဲနဲ့တနေ့တာကုံဆုံးသွားရင်ဒါအချိန်ဖြုံရင်းလို့ပြောတာဖြစ်တယ်ပေါ့ဘယ်လိုပဲနေနေတို့ကအချိန်ကာလဆိုတာကုံဆုံးသွားတာဒါလည်းဖြစ်တယ်ပေါ့